လက်ရှိကိုတုံးနေတဲ့ TikTok account ကိုဂျပန် region ပြောင်းသုံးတင်လာဒါမှမဟုတ်ရင် monetization အောင်ပြီးသားဂျပန် region account ပဲဝယ်သုံးတင်လာဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ client တွေကိုကျွန်တော် recommend ပေးလေးရှိတဲ့အချက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်။ Okay ကိုလက်ရှိတုံးနေတဲ့ TikTok account ကိုဂျပန် region ချိန်တင်လာဆိုတော့အဲကိုရဲ့ follower တွေမှာကိုတန်ဖိုးထားမှုနဲ့ကိုရဲ့ account ထဲက follower amount ပေါ်မှာမူတည်ပြီးတော့ ကိုကအဆုံးဖြတ်လို့ရပါတယ်ဘလို့လဲဆိုတော့တချို့တွေက follower အများကြီးရှိထားပြီးပြီးတော့ဒီက follower တွေနဲ့လည်းကိုကလည်း relationship ကောင်းကောင်းလေးတည်ဆောက်ထားပြီးပြီးကိုရဲ့ video တွေကလည်းသူတို့ရဲ့အပေးမှုနဲ့အဲတော်တော်လေးအဲခိုင်ခိုင်မာမာတည်ဆောက်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင် follower လည်းများမယ်ကိုရဲ့ follower နဲ့လည်းကိုကယဉ်သိပြီးသားဖြစ်နေတယ်ဆိုရင်တော့ Japan region account အဲပြောင်းလို့ရလားမရလားဆိုတာကိုစစ်ဆေးပြီးတော့ Japan region ပြောင်းသုံးတင်တယ်လို့ကျွန်တော်ကတော့ recommend ပေးလေးရှိပါတယ်တချို့တွေကြတော့ follower လည်းနည်းတယ်အဲ follower တွေနဲ့ကိုကလည်း relationship partnership တလောက်ကြီးတိဆောက်မထားသေးဘူးကိုလည်းဗီဒီယိုတွေအများအားမတင်ထားသေးဘူးဆိုရင်တော့ monetization အောင်ပြီးသားဂျပန်ရီဂျန် account ကိုဝယ်သုံးတင်တယ်လို့ကျွန်တော်ကတော့ recommend ပေးလေးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုက follower လည်းအဲ200 300 1000အောင်ပဲရှိနေသေးတယ်ဆိုရင်တော့ monetization ဂျပန်ရီဂျန် account ကိုဝယ်သုံးလိုက်တာကိုယ့်ရဲ့အချိန်တွေကိုကိုပြန်ဝယ်လိုက်တဲ့သဘောအနေနဲ့လည်းတက်ရောက်ပါတယ်။အဲ့ဒီနေရာမှာကိုယ့်ရဲ့ TikTok account က region ပြောင်းလို့ရတဲ့ account ဟုတ်မဟုတ်ဆိုတာကိုသတင်းချင်းစီကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးကိုယ့်ရဲ့ဒီ profile ဆာမျက်နှာပေါ်ကညာဘက်တောင်က မင်းချောင်းသုံးချောင်းကိုနှိပ်လိုက်ပါပြီးတော့ setting and privacy ထဲဝင်ပါဝင်ပြီးသွားလို့ရှိရင်အပေါ်ဆုံးက account ဆိုတဲ့နေရာမှာ account ထဲကိုဝင်ပေးပါပြီးတော့အပေါ်ဆုံးမှာပဲ account information ဆိုတာရှိပါတယ်အဲ့ဒီ account information ထဲကိုလည်းပြန်နှိပ်ပေးပါပြီးတော့အခုလိုမျိုးအဲ phone number email account region ဆိုတာတွေပေါ်လာလိမ့်မယ်အဲ့ဒီ account region မြန်မာဘာမှဆိုတဲ့နေရာမှာနှိပ်ပေးပါပြီးတော့အထဲကိုဝင်သွားလို့ရှိရင် search bar လေးတွေ့လိမ့်မယ်နော် search bar ထဲမှာကိုကဂျပန်ဆိုပြီးတော့ရိုက်နှိပ်ထည့်ပေးပါဂျပန်လို့ပေါ်လာတဲ့အချိန်မှာဂျပန်ကို select တစ်ချက်ပြန်ထောက်ပေးလိုက်ပါအဲ့ဒီအချိန်မှာ TikTok ဘက်ကနေ feedback ပြန်ပေးလာတဲ့အဲစာမျက်နှာ feedback စာလေးကိုကိုစီကိုရောက်လာလိမ့်မယ်အဲ့အရာလေးကိုကြည့်ချင်အပြင်ဂျပန်ရီဂျင်ချိန်လို့ရတဲ့အကောင့်ထိုက်ဟုတ်လားမဟုတ်လားဆိုတော့ကိုဆုံးဖြတ်ပေးလို့ရပါတယ်ချိန်ပေးလို့ရတဲ့အကောင့်တွေကြတော့ဒီလိုမျိုးအဲစာတစ်ကြောင်းတည်းပေါ်ပါမယ် at least 60 days ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲ့ဒီဆိုရင်တော့အဲနီးစက်ရာ service ပေးတဲ့သူတွေစီမှာအဲဂျပန်ရီဂျင်အကောင့်ကို change ယူလို့ရပါပြီ။ဒါမှမဟုတ်လို့ feedback စာကနှစ်ချောင်းသုံးချောင်းလောက်ပေါ်နေရဆိုရင်တော့ကိုယ့်ရဲ့ account ကအဲဂျပန်ရခြင်းပြောင်းလို့မရတဲ့ account type တွေပါပါတယ်အဲ့ဒီအချိန်မှာကိုကဒီ account နဲ့ပဲအဲဒီတိုင်းပဲသွားတော့မယ် monetization program တွေအဲ join ဖို့ ဒီလောက်ကြီးမလို့ app ဆိုရင်တော့ဒီတိုင်းပဲဆက်သွားလို့ရပါတယ်ဒါမှမဟုတ်ရင် creator rewards program ဆိုတဲ့ဒီ TikTok ဘက်ကနေပတ်စံပေးတဲ့ program ကို join ချင်နေဆိုရင်တော့အာ Japan region account ကိုအစ်စ်ဖွင့်ပြီးတော့စ run ရန် run ဒါမှမဟုတ်ရင် monetization အောင်ပြီးသား Japan region account ကိုစပြီးတော့ဝယ်သုံးပြီးတော့ run လို့ရတယ်ပေါ့နော်အဲ့ဒါကြတော့ကိုဗီဒီယိုစတင်တာနဲ့ပတ်စံကစပြီးတော့ဝင်มาဖြစ်ပါတယ်ပတ်စံဝင်တယ်ဆိုတာလည်း view နည်းနည်းလေးနဲ့ဝင်มาတော့မဟုတ်ပါဘူး view အများကြီးတွေထဲမှာ qualify view ဆိုတဲ့ quality ပြည့်နေတဲ့ view တွေကိုပဲသူတို့ကပတ်စံပေးသွားတာဖြစ်ပါတယ်အဲ့တော့အဲတကယ်စူးစမ်းနိုင်တယ်ငကိုကြေ လည်းစူးစမ်းနေတယ်ဆိုတဲ့သူတွေပဲဒီ Creator Rewards Program Monetization Program တွေကို join ဖို့ကျွန်တော်ကတော့ recommend ပေးပါတယ်။ဘယ် platform ပဲဖြစ်ဖြစ် monetization program ဆိုတာလွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။တကယ်ကိုတဆိုင်မမတ်လုတ်ပေးနိုင်မှာပဲ။ကိုယ့်စီကိုပတ်စံတွေပြန်ဝင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ပြောပြတဲ့အကြောင်းအရာလေးတွေကိုနားလည်သွားတဲ့သူတွေရှင်လည်းအဲ like လုပ်ကြည့်ပါ။တကယ်များသိချင်တဲ့အရာလေးရှိသေးတယ်ဆိုရင်လည်း comment box မှာဝင်ရေးသွားလို့ရပါတယ်။ကျွန်တော်အများဆုံး comment ပေးရဲ့အကြောင်းအရာလေးတွေကိုစုပြီးတော့ကျွန်တော်ပြန်ပြီးတော့ဖြေကြားပေးမှာဖြစ်ပါတယ်။ကျွန်တော်စီမှာ Japan region လည်း change လုပ်ရတယ်လို့ monetization င်အောင်မိသားဂျပန်ရီဂျန်အကောင့်တွေကိုလည်းဝယ်ယူလို့ရပါတယ်ပြီးတော့ပတ်စံဝင်နေတဲ့သူတွေအနေနဲ့လည်းဘန်ဆပ်ပြလာယူလို့ရပါတယ်ပတ်စံနဲ့ယူတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဆိုင်